ီဗီဒီယိုထဲမှာမြင်နေရတဲ့ဆိုင်ဝင်တဲ့ main key နှစ်ယောက်နဲ့အလုံးရှင်တို့ရဲ့သုံးဝင်ဆိုင်ဖြစ်ရဇလန်လေးကတော်တော်လေးကိုထူးခြားပြီးတော့လက်ရှိအချိန်မှာ TikTok မှာတော်တော်လေးကို trend ဖြစ်နေတဲ့ view လေးလို့တော့ပြောလို့ရပါတယ်။ဒါကြောင့်လည်းကျွန်တော်ကြည့်ရှုနေကြတဲ့ viewer တွေအတွက် reaction လုပ်ဖို့ရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။ဆိုတော့ဒီ video ထဲမှာဘာတွေထူးခြားနေလဲကျွန်တော်တို့ကြည့်မယ်ပြီးကျွန်တော်ပြန်ပြီးတော့ reaction လုပ်ပေးပါမယ်။ Okay ဆိုတော့ကြည့်လိုက်အောင်။ promotion တွေကလုံးနားလိုက်တော့เนาะ။အကောင့်ကဟမ်အင်းရအောင်လို့အေးနားလိုက်တော့။ဘာလို့ဆိုတော့အဆင်မပြေဘူးเนาะ။အဆင်မပြေဆိုတော့အဲ ဘယ်လိုလဲအကုန်လုံးပဲမျက်နှာ expression တွေကိုသေချာကြည့်ထားကြနော်ကျွန်တော်ကြည့်ရှုနေကြအဲ့တော့တင်းတင်းဒီဘက်နည်းနည်းတော့မပြောရမှာတော့လည်းပူတာနင်တို့ကဒီဘက်နည်းနည်းဒီဘက်နည်းနည်းတော့အဲ့လိုမျိုးတက်ဆိုတော့နည်းနည်းဆိုင်မာလေးနော်သူတို့ကတိတ်ပြီးတော့ဆက်ပြီးသေးတဲ့တိတ်ပြီးတော့ဟိုမှာဖြစ်ပြီးမြောင်းတက်ဘူးနော်အားမလို့နည်းနည်းပြန်ပါလားဘမပြန်စင်းပြန်ပါလားပြန်ပါလားတကယ်ဘမမချစ်ဘူးထင်တယ်နော်ပြန်ပါမရှိဘူးပြန်ပါ အနေဆိုနေမလားနေရနေမနုနုအောင်နေမဟုတ်လားပြန်လို့မမအခုအခုပြောတော့ဝမ်းနေနေရလားပြောနေရမလားဟုတ်လားပြောတော့ဆက်တည်းနုနုကပြောနေရတင်းတဲမပြောဘယ်မှာလဲဟုတ်လားနုနုအလကားပြောတာပါ surprise အလကားတင်းတင်းကမမစီမတနစ် ပြည်သွားတယ်เนาะပြည်သွားအဲ့တနည်းပြည်တော့ကလည်းအလုပ်တရှုံနေတော့မပေးရအောင်လေမပေးရအောင်ဆိုတော့မမကအခုပေးရအောင်မအားစစ်စစ်ဒီလားတော့ဒီပတ်တော့ခါနေလေဆက်စဝကြည့်အောင်တော့လမ်းပေးမလို့မယ်လို့ရှင်啊ကြိုက်လားသူ့ရဲ့ဝန်ထမ်းကြိုက်တယ်ဟေ့ကတိရဲ့နည်းနည်းချောင်းလားနည်းနည်းချောင်းဟာနော်ကြိုက်တာတင်တယ်ကြိုက်တယ် တိုက်တယ်နော်အများကြီးစူးစမ်းမယ်နော်ဘာလို့လဲဆိုတော့မမလက်တဲဆိုင်စဖွင့်ကြတဲ့အရင်တမီးကမမနဲ့အတူတူရှိကြမဖွင့်ခင်ကြတဲ့အရင်ရောက်တာမမစီကိုလေအားကြောင့်မို့မမကအများကြီးတမီးကိုလည်းအကူလည်းတမီးလည်းမမပေါ်မှာအများကြီးပြီးတတ်တယ်ဆိုတော့ဒါကမမတမီးကိုတနစ်ပြေမမစီမံပြန်တနစ်ပြေလို့လက်ဆောင်လုပ်ပြရနော်တေချာလေးထိမ့်သိမ့်ပဲဘာလို့လဲဆိုတော့ဟို ပျောက်သွားမှာဆိုလို့လေပျောက်သွားရင်လည်းဟိုဘူးပဲဖြစ်ပတ်စံကိုနှမျောတာတော့မဟုတ်ဘူးဒါပေမဲ့ဟိုအမမရဲ့အတိမပြူတဲ့စေတနာကိုတော့နှမျောရမယ်လေနော်ဟိုဘာမှမဖြစ်ဘူးပျောက်သွားတာပတ်စံပတ်စံကိုမနှမျောဘူးအမလေဘာလို့ဆိုတော့ကိုပေးထားတဲ့ဟာစေတနာနဲ့ပေးထားတာဆိုတော့တင်ချာလေးတော့ရွေးပြီးတော့ဝယ်လာတာဒါအရင်စမ်းနေရတော့မဟုတ်ဘူးဒါပေမဲ့မမျက်လုံးထဲမှာလာမယ်ထင်တဲ့ဟာလေးကိုရွေးဝယ်ဒါတင်ချာလေးရွေးဝယ်ထားတာဖြစ်တဲ့တော့မစေတနာလေးဘယ်လောက်ပါလဲဆိုသိရင်နော်အာမလို့ပျောက်သွားရင်ဆိုရင်မမရဲ့စေတနာလေးကိုစော်ကားတယ်လို့ခံအဆုံးလို့ရှိရင်လည်းရောက်လို့စူးစမ်းမယ်နော် ဟုတ်ပြီနော်အာပြီးတော့နောက်ထပ်အရေးကြီးတာတစ်ခုကပါလဲဆိုတော့အခုအတီးပြောမယ်နော်တကယ်အတီးပြောပြီသူနူနူကကျွန်တော်ဒီလောက်ကိုတကယ်နားရမယ်ဘာလို့ဆိုနူနူကမမစကားလေးတစ်ခါပြန်ကြားနားမထောင်သေးဒီလိုလာပါဦးနူနူဒီရှိလက်ဒီလိုလက်ဒီလိုလာလို့နူနူရေဒီလိုလာလာဒီရှိလာဒီရှိလာဒီရှိလာမမစီလာအောင်ဒီရှိလာအောင်ဝန်နေတော့လားဝန်နေပါနဲ့ ။အမီးတွေရောပါတယ်ရော့။မမစားတော့။မမနဲ့ဒီလောင်း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 လို့လောင်းဒီလက်ပြောမမော။တခါလေးကျရင်ကိုလိုကလန်လှုပ်ချင်တယ်တခါလေးကျရင်ဟုတ်တယ်မလား။အင်းဟုတ်လားမဟုတ်ဘူးလားပြော။ငါ့ကိုတခါတလေကျရင်မလေးမခန့်နဲ့အဲ့လိုတွေလှုပ်ချင်တဲ့အချိုးတွေကအခုမှဒါအများကြီးပြင်သွားဟုတ်တယ်မလား။အာဒါပေမဲ့အခုတော့မှတခါလေးလှုပ်တည်ရင်နော်တင်းတင်းဟုတ်လားမဟုတ်လားတင်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 း။ဟုတ်လားမဟုတ်လားတင်းတင်းတူ။ဟုတ်တယ်နော်။အဲ့ဒါဆိုရင်အဲ့ဒီခါလေးပြင်မလားမပြင်ဘူးလားပြော။ ဝမ်းမနေနဲ့ဝမ်းမနေနဲ့ဘာကစားငါလည်းကြောက်ကြောက်မစားတော့ဘူးလာပါနော်မမစားရနော်မမနဲ့မမနဲ့မမနဲ့ကိုယ်ဝမ်းနေတော့လာနားပါဘူးဝမ်းနေတော့အမကနင်တို့ဘယ်ခေါင်းကအဲ့လိုနားလို့ပြောဘူးလေနင်တွေကဒါအမေကဟိုသွားခိုင်းလို့ဒီသွားခိုင်းလို့နဲ့အမျိုးမျိုးတွေလုပ်နေမဟုတ်ဘူးလားဟုတ်လားဟုတ်လားမဟုတ်ဘူးလားမမဘယ်တော့ကနင်တို့အဲ့လိုပြောဘူးလို့လေဟုတ်လား ။မင်းကအမေကဟိုတော့ခိုင်းလို့ဒီတော့ခိုင်းလို့တော့တော့မလို့လို့ပါလို့လို့နဲ့လေ။နုနုကကြောင်နောက်ကြရယ်။ပြီးရင်ခါကျတော့နုနုကတင်းတင်းလောက်ကိုအများကြီးမလိမ္မာသေးဘူး။ဟုတ်လားမဟုတ်ဘူးလား။မမအဲ့ပဲပြောတတ်တာနော်။ဟုတ်တယ်နော်။အဲ့တော့တင်း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 နဲ့အတူတူတော့မမမပေးထားဘူး။ဒီထက်အများကြီးလိမ္မာရင်ဒီထက်ပိုပေးမှာနော်။အများကြီးလိမ္မာပေးဖို့ပဲလိုတာ။မမဘာမှတောင်းဆိုထားအောင်တော့တမီးတို့ဟုတ်လားလေလေမနေချင်းစားလိုက်တာကောင်းမွန်အောင်နေကြာလို့ရှိရင်အဲဒီမျိုးပေါ့ ဲ့လိုမျိုးတော့ပဲတောင်းဆိုတာမမဟုတ်လားကျန်တဲ့ဟာဘာမှမပြောဘူးသမီးတို့သမီးတို့ဘလို့နေနေမဖောက်ချိလိုက်အောင်ဖောက်ချိလိုက်အောင်သမီးတို့ပါလေးနဲ့ဆိုဖောက်ချိလိုက်အောင်ညလုံးလေးမိတ်ပြီးတော့ဖွင့်ကြည့်ပါဦးဟဲ့ပါလေးလေဟပ်ပတ်လေးနော်ရွှေလက်ပတ်လေးသမီးရကြတော့အမမကဒါဒါလည်းရွှေအစ်စ်ပဲနော်ရွှေအတူမပေးဘူးနော်နင်တို့ဟုတ်လားဟုတ်တယ်နော်အဲ့ဒါကိုတင်းတင်းနဲ့တူတူမပေးဘူးဆိုပေမဲ့မမက ဒါသမီးလည်းသိရသမီးကတင်းတင်းရကြတော့မမဟိုလက်သေးဆိုင်စမဖွင့်ခင်ခဲ့ရရင် तू ကရောက်တာမမနားမှာကြာရေးပဲ तू ကရင်ရောက်နေရဆိုတော့လေ तू ကမမအကြောင်းလည်းပို့တည်တယ်ပြီးတော့ तू ကပို့ပြီးတော့လည်းလိမ်ပါတယ်ဒါရှင်းရှင်းလေးတည်းပြောပါမမနော်အာမလို့သမီးလည်းအများကြီးလိမ်ပါပါဒီချက်ပို့ပြီးတော့စူးစမ်းစူးစမ်းရင်နောက်ထပ်နှစ်နှစ်တည်းသုံးနှစ်တည်းအများကြီးမှအများကြီးအများကြီးကြာရင်လည်းမမဒီချက်ပို့ပြီးတော့သမီးတို့လှုပ်ပေးအောင်ပါနော်တင်းတင်းကြလားစူးစမ်းနော်လိမ်လိမ်မမနေအခုလိုမျိုးလေးပဲလိမ်လိမ်မမနေ โอเคဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကလက်ရှိအချိန်မှာ TikTok မှာရောဒါ YouTube မှာတော်တော်လေးကိုပေါက်နေတဲ့ဗီဒီယိုလေးတပုတ်လို့အောင်ပြောလို့ရပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုကျွန်တော်ဒီနေ့လေးခေတ်မှာကြီးလိုက်ပြီးတဲ့အချိန်မှာကောင်းတဲ့အတွေးလေးတစ်ခုတော့ရောက်လာပြီအဲ့ဒါတခြားတော့မဟုတ်ဘူးဒီဗီဒီယိုလေးထဲမှာကျွန်တော်ကိုယ်တိုင်ဝင်ပြီးတော့ခန်းစားကြည့်လိုက်တာပါအထူးသဖြင့်ဒီဘက်က main clip ပေါ့နော်သူကနုနုနဲ့တင်းတင်းလားမသိဘူးနော်ဒီဘက်ကနုနုဆိုတဲ့ကောင်မလေးရဲ့ site ဘက်ကနေကျွန်တော်သူ့နေရာမှာငါဆိုရင်ရောဘလို့ဖြစ်သွားမလဲပေါ့နော်။အားကြောင့်လဲဆိုတော့ကျွန်တော်တို့ဒါအလုတ်သမားဘဝ အနေနဲ့ကိုကိုတိုင်လည်းအရင်တော့လုတ်ခဲ့ဘူးပါတယ်လုတ်ခဲ့ဘူးတဲ့အခါကျတော့အလုံသမားဘဝမှာကျွန်တော်တို့မလိုချင်ဆုံးအရာမချချင်ဆုံးအတန်ပါလဲဆိုတော့မင်းဒီအလုံကနေထွက်လိုက်တော့ဆိုတာမျိုးလာပြီးတော့တစုံတစ်ယောက်ကလာပြီးတော့ကိုယ့်ကိုယ်ပေါ့နော်ပြောမှာဘူး ဒါပြောမယ်ဆိုရင်မလို့ခြင်းဆုံးအရာလို့တော့ပြောလို့ရပါတယ်။ဒါကြောင့်လဲဆိုတော့ဒီအလုံးနဲ့ကျွန်တော်တို့အားလုံးကအဲဝန်ထမ်းတယောက်အနေနဲ့ပေါ့နော်ပြောမယ်ကျွန်တော်စဉ်းစားကြည့်ရပါ။ဝန်ထမ်းတယောက်အနေနဲ့ကျွန်တော်တို့အလုံးဝင်လုပ်တဲ့အခါကျရင်ဒီအလုံးကနေပြီးတဲ့လစာလေးနဲ့နောက်ကိုကိုယ်တိုင်အတွက်ရက်တည်နေတာလည်းဖြစ်စေသို့မဟုတ်ကိုယ့်ရဲ့မိသားစုကိုပဲကိုယ်ကစပိုးလီပြန်လုပ်ရင်ပဲဖြစ်စေဒီငွေကြေးပေါ်မှာအဲကိုယ့်ရဲ့ဘောကမိခိုနေရတာပဲဖြစ်စေတသို့မဟုတ်ကိုယ့်ရဲ့မိသားစုကမိခိုနေရတာပဲဖြစ်စေရှိကြရတယ်နော်။ဆိုတော့အဲ့လိုရှိကြတဲ့အနေအထားတစ်ခုမှာကိုယ့်ရုပ်တရက်ကိုယ့်ရဲ့တတိယကအခုလိုမျိုးအလုံးထွက်တော့ဆိုတာမျိုး ပြောလိုက်တဲ့အချိန်မျိုးဟာဘလောက်ထိအဲဒီလူတယောက်ရဲ့ရင်ထဲမှာခံစားရမလဲပြီးတော့နောက်တစ်ခုနှစ်ယောက်လာတဲ့အချိန်မှာမှသီးသန့်သန့်ကိုတယောက်ကိုကြတော့ခြံထားပြီးတော့တယောက်ကိုကြတော့ထွက်ဆိုတဲ့အချိန်ဒီမှာအဲ့တယောက်ဘေးမှာရှိနေတဲ့လူရဲ့ရင်ထဲမှာဘလောက်တောင်သူ့စိတ်ထဲမှာတိမ်ငယ်စိတ်အားငယ်စိတ်ရှက်တဲ့စိတ်တွေနောက်ပြီးတော့ခုနပြောသလိုစိတ်ပူနေတာပေါ့နော်ဒီလောက်ကထွက်သွားရင်ငါမိသားစုကို sporting ပေးထားရဲဆိုရင်မိသားစုအတွက်ငါဘယ်လိုဆက်ပြီးတော့အဲရက်တီရမလဲပေါ့နော်ဘယ်လို sporting ဆက်ပြီးတော့လုပ်ပေးရမလဲ အဲသူတို့တွေရောငါဘယ်လိုပြန်ပြောပြရမလဲဒီအခြေအနေတွေကိုဆိုတော့အဲ့လိုအတူအဖုံများဆိုတာခေါင်းထဲဝင်လာတဲ့အချိန်မှာခုနကဒီညမာလေးခံစားရတဲ့အဲဒီမျက်လုံးလေးကနေချလာတဲ့မျက်ရည်တွေဟာကျွန်တော်လိုက်ပြီးတော့တွေးပေးလိုက်လို့ရတယ်ဗျာ။သူဘာကြောင့်ဒီလိုမျိုးမျက်ရည်တွေချက်ချင်းရုတ်တရက်ချလာလူတယောက်ကပြောမယ်ဆိုရင်ကျွန်တော်တို့မျက်ရည်ချဖို့ဆိုတော့လေတာမန်အတွေ့တာမန်ခံစားချက်လောက်နဲ့လူတယောက်ရဲ့နှလုံးသားကနေခံစားရတဲ့ခံစားချက်ကဒီမျက်လုံးမှာလာပြီးတော့တိတ်မပေါ်ဘူးဗျာသိလား။ နော်ဒါကြောင့်မို့လို့ကျွန်တော်ရုပ်ရှင်ကရိုက်တဲ့အခါမှာမင်းသားမင်းသမီးတွေလေမျက်ရည်ချဖို့လေသူတို့တော်တော်ကြီးအားဆိုင်ရတယ်နော်ရင်မထုပ်တအားရောင်းတွေးရတအားခံစားလိုက်ရတယ်အဲ့ခါကျမှသာလေဒီနှလုံးသားကနေတအားဖြစ်လာတဲ့အခါကျမှဒီဒီမျက်လုံးကနေမျက်ရည်တွေထွက်လာတာဖြစ်လာဆိုတော့ဒီနေရာမှာလည်းဒီလိုပဲညီမလေးအဲ့ဒီအချိန်မှာဖြစ်သွားတဲ့ feel လေးခံစားချက်ကကျွန်တော်တို့လည်းကြီးကြီးရှိနေကြတဲ့ view တွေကိုပို့ပြီးတော့မြင်သာသွားအောင်ကျွန်တော် TV ရှင်လုံးလုပ်လိုက်တာပါ။ဘာကြောင့်ဒီ main ကလေးကမျက်ရည်တွေကျလာတာလဲ။ရှင်းတယ်ကျွန်တော်ရှင်းမှာပြောခဲ့သလိုပဲ တယောက်ကိုခြံထားပြီးတယောက်ကိုအဲဂလုတ်ထွက်တော့ဆိုတဲ့ပုံစံမျိုးဖြစ်သွားစေတယ်။အဲ့ဒီတယောက်ကကိုဖြစ်နေတယ်။နော်ပြီးတော့ main ကလေးဖြစ်နေတယ်။နောက်တစ်ချက်ကကျွန်တော်ခုနပြောသလိုပေါ့။ငါအလုတ်ထွက်သွားတဲ့အခါကျရင်ငါ sporting ပေးနေတဲ့ငါရဲ့မိသားစုငါဘယ်လိုပြန်ရှင်းပြအောင်လဲ။ဘာမှမသိဘူးမှာအတွေးပေါင်းများစွာနဲ့ခုနပြောတိမ်ငယ်စိတ်တွေအားငယ်စိတ်တွေရှက်တဲ့စိတ်တွေဒါတွေများစွာဝင်လာတာဖြစ်တဲ့အတွက်ဒီလိုမျိုးပုံစံမျိုးနဲ့ဒါ surprise လောက်တာမျိုးတော့အမှန်ဆိုရင်တော့ကျွန်တော်အနေနဲ့ဆိုရင်တော့လေနော်ကျွန်တော်တို့တစ်ယောက်တည်းအမြင်ရပြောတော့ပါ အဲ့လိုလေးတော့မဖြစ်စေချင်ဘူးလို့တော့အကြံပြုချင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အနေနဲ့ကိုယ့်ရဲ့ဒီလှုပ်သားပုံမှာဒီလိုမျိုးပြောမယ်ဆို surprise တိုက်ချင်တယ်ဆိုရင်တခြားသောနီးလန်းတွေပေါ့နော်ပျော်ရွှင်စရာပေါ့နော်ပျော်ရွှင်စရာ happy ဖြစ်စေမဲ့အရာမျိုးလေးနဲ့ကိုကပြောမယ်ဆိုပျော်ရွှင်စေချင်တာလေနော်ပျော်ရွှင်စေချင်တာဖြစ်တဲ့အတွက်ဒီပျော်ရွှင်စရာတစ်ခုဖန်တီးဖို့တဲ့ဝမ်းနမ်းမှုအရင်ဆုံးဆွဲခေါ်လိုက်တာမျိုးอ่ะ အဲကျွန်တော်ဒီကိစ္စမှမဟုတ်ဘူးပြကျွန်တော်ဒီနေရာမှာပြောချင်တာဒီကိစ္စမှမဟုတ်ဘူးကျွန်တော်တခြားသောနေရာတွေမှာလည်းအခု surprise ကိစ္စပေါ့နော် surprise kiss ပြလိုက်လုံးနေကြတဲ့သူတွေအများဆုံးအဖြစ်အရင်ဆုံး one day ဇာယီကိုပြောပြလိုက်တယ်အဲ့တော့အဲ့ one day ဇာယီကအတိုင်းတာတစ်ခုရှိရလေနော်လူတစ်ယောက်မှာအတိုင်းတာနည်းနည်းလေးဆိုရင်တော့အကြောင်းမဟုတ်ဘူးပြတအားကိုကြီးမားတဲ့အရာမျိုးသူ့ဘဝအတွက်ခံစားလာလောက်မဲ့ကိစ္စမျိုးတွေကျွန်တော်တို့အနေနဲ့ surprise တွေကိုဖန်တီးတဲ့အခါတာကြီးအဲ့လိုမျိုးတော့မလုပ်စီချင်ဘူးပေါ့နော်ကျွန်တော်အမြင်ကဘာကြောင့်လဲဆိုတော့လူတစ်ယောက်ကိုတအားခံစားပြီးတော့မှ ကိုယ့်ရဲ့ပျော်ရွှင်စရာအရာတစ်ခုပေးလိုက်တဲ့အခါမှာတကယ်တကယ်ကျတော့တိတ်မပျော်ခြင်းတော့ဘူးเนาะတကယ်တကယ်ကျတော့တိတ်မပျော်ခြင်းတော့ဘာလို့လဲဆိုတော့အရန်ခံစားပြီးတော့မှပျော်ရွှင်စရာရလက်ကြီးတစ်ခုပြန်ရလာတဲ့အခြေအနေကြီးရဒါဟိုက်တော့ဟိုပျော်ပျော်မယ်ဆိုရင်တော့မဒါကပျော်ရတဲ့အခြေအနေမဟုတ်တော့ဘူးလေเนาะဟိုမတွက်တာလို့မလွှဲတာလို့ဒါပြုံးရင်ပြုံးမယ်ရင်ထဲမှာတော့အရှိအအဆိုင်ခဲကြီးရရုပ်တရက်ချက်ချင်းတော့ပြန်ပြီးတော့ဟိုပျော်လက်ပွားနဲ့လက်ပုံမူလို့ချက်ချင်းလှန်လိုက်လို့မရဘူးเนาะဒါကြောင့်မလို့လေကျွန်တော်အကြံပေးချင်တာကဒီဗီဒီယိုမှမဟုတ်ဘူးเนาะ surprise လုပ်မယ်ဆိုရင် အဲအလုတ်ခံမဲ့သူတွေရဲ့နေရာမှာကိုသာဆိုရင်ငါဒီလိုဖန်တီးလိုက်မယ်ဆိုသူအဆင်ပြေပါမလားဒါမျိုးလေးကျွန်တော်တို့စဉ်းစားပြီးတော့မှပဲပုံမှုကောင်းမွန်တဲ့နီးလန်းတွေနဲ့ပဲအဲကျွန်တော်တို့တော့ surprise တိုက်စီချင်ပါတယ်ဒါမှသာလေကျွန်တော်တို့ပြီးတဲ့သူရောယူတဲ့သူရောနှုတ်ဦးနှစ်ဖက်ပို့ပြီးတော့အဲပျော်ရွှင်စရာလေးဖြစ်မယ်ပေါ့နော်နောက်တစ်ချက်ကဘာလဲဆိုတော့ဒီလိုမျိုးဗီဒီယိုရိုက်ကူးပြီးတော့ကျွန်တော်တို့ line board တွေတင်ကြတာပေါ့နော်ကျွန်တော်ဒီကိစ္စကြီးပဲပြောနေရမှာမဟုတ်တော့တခြားသောကိစ္စတွေပဲဆိုတော့ပြောနေရတာ ီလိုမျိုးဗီဒီယိုရိုက်ပြီးတော့ကျွန်တော် line ပေါ်တင်တော့မယ်ဆိုတော့များစွာစဉ်းစားပါ။ဘာကြောင့်လဲဆိုတော့အဲကျွန်တော်ရိုက်ခံတဲ့သူကပြောရင်ဆိုရင်သူ့မှာသူ့ရဲ့ညီကောင်မောင်နှမတွေရှိနိုင်တယ်။အပြီးတော့သူ့ရဲ့ဆွေမျိုးတွေရှိတယ်။နောက်ဆုံးကိုကိုပြောမယ်ကိုယ့်ရဲ့ relationship တခုကိုတည်ထောင်ထားတယ်ဆိုရင်ကိုယ့်ရဲ့ girlfriend နဲ့ boyfriend တွေလည်းရှိနိုင်တယ်။နော်ဒီဗီဒီယိုကြီးကပြောမယ် social platform ပေါ်မှာပြန့်နှံ့တော့မှာဖြစ်တယ်။အဲ့ဒီအခါကျတော့အဲ့ဒီလူတွေရဲ့အမြင်မှာကိုယ့်ရဲ့ဥပမာဆိုပါဆိုကျွန်တော်ရဲ့ချစ်သူပဲထားပါတော့ပြဥပမာဆိုကျွန်တော်ဆိုရင်စိတ်ကောင်းမှမဟုတ်လीနော် အမေကလေးတယောက်ကကိုယ့်ရဲ့ main ကလေးကဒီလိုမျိုးအလုတ်ခံလိုက်ရတယ်ဒီလိုမျိုး surprise တိုက်ခံလိုက်ရတယ်ဒီနေရာမှာမှဘလို့ပုံစံနဲ့ surprise တိုက်ခံလိုက်ရတာလဲအဲဆိုတော့အဲ့လိုမျိုးပုံစံနဲ့ကိုကချစ်သူတယောက်အနေနဲ့ကြည့်ပေးမယ်ဆိုရင်သူ့ရဲ့ချစ်သူရဲ့ရင်မှာတမအစဉ်ပြေးနေမှာမဟုတ်ဘူးဘလောက်ပဲ surprise ဖြစ်ဖြစ်ဘလောက်ပဲကောင်းတာလုပ်ဖြစ်ဖြစ်အဲအဲ့လိုမျိုးပဲအဲ့လိုပဲမိအိမ်မိဘတွေညီကောင်မောင်နှမတွေစိုက်ကနေပြန်ကြည့်မယ်ဆိုရင်လေဒီလိုမျိုးကိုရဲ့တာသမီကိုရဲ့ညီမကိုရဲ့အမကိုဒီလိုမျိုးပုံစံကြီး တုံ့ပြန်ပြီးတော့မှပျော်ရွှင်စရာရလက်တစ်ခုပြန်ပေးတဲ့အခြေအနေမျိုးပါအရင်ဆုံးကတခြားပုံစံမျိုးနဲ့ဆိုရင်တမျိုးဖြစ်ကောင်းဖြစ်နေနိုင်မယ်နော်တခြားပုံစံမျိုးနဲ့ဥပမာဆိုပါစို့ဝန်ထမ်းတွေအားလုံးခေါ်လိုက်မယ်ခေါ်လိုက်ပြီးတော့မှကိုယ့်ရဲ့တကွရဲ့တကွရဲ့မောင်လူတွေအရှိမအရန်အလုတ်ကျိုးစားလို့အရန်တော်လို့ဒီလိုမျိုးသူတို့ကိုဂုံပြူပါတယ်ဆိုဝမ်းပြလက်ခုပ်တီးပေးလိုက်တဲ့ဒါ surprise မျိုးကကြတော့ အရန်လှပါတယ်ဗျာပြောရမယ်ဆိုမိဘတွေရောညီကိုမောင်နှမတွေရောချစ်သူကြီးစားတွေအနေနဲ့ကြည့်မယ်ဆိုဒီဗီဒီယိုမြင်ကွင်းလေးကအရန်ကိုပြောမယ်ဆိုရင်အဲဂုံယူစရာပေါ့ဗျာပရောင်းဖြစ်စရာအရန်ကိုကောင်းပါတယ်အဲ့လိုမဟုတ်ဘဲနဲ့အခုလိုပုံစံကကြတော့တမျိုးတစ်ပုံခံစားချက်တွေဖြစ်သွားစေပါတယ်လို့ကျွန်တော်အနေနဲ့ဒါအကြံပြုချင်ပါတယ်နောက်နောက်ဘယ်လိုပဲဖြစ်ဖြစ်ဒီလို surprise လုပ်မဲ့သူတွေအနေနဲ့လည်းအများကြီးစင်ကြင်လို့ရအောင်ဒီဗီဒီယိုလေးကို reaction လုပ်လိုက်ခြင်းဖြစ်ပါတယ်ဘယ်သူမှဒါအထိကနင်းနာစေခြင်းနဲ့စိတ်နဲ့ဒီဗီဒီယိုဖန်တီးလိုက်ခြင်းနဲ့လုံးဝမဟုတ်ပါဘူး โอเคဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုနဲ့ပတ်သက်လို့ပါမျက်မှတ်ချက်ပေးခြင်းနဲ့မှတ်ချက်ပေးခြင်းတာရှိကိုမမရေးသားခဲ့ကြပါကျွန်တော်နေ့စဉ်နဲ့များကြီးစုအားပေးနေကြပြီးတော့အတူတူရောက်ရှိစေအလေးနဲ့အတူပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆုံကြပါဗျ see you next video